ဇန်နဝါရီလ22ရက်နေ့ကမိုးကုတ်မြို့အောင်ချမ်းသာရပ်ကွက်တွင်မှရှိတဲ့မီလီယံနဲ့နဂါရွှေဆိုင်နှဆိုင်ဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးဆိုပါဖြစ်စဉ်မှာကျူးလွန်နယ်လို့ယူဆသူ၄ဦးကိုဖမ်းဆီးစစ်ဆေးနေလို့မန္တလေးတိုင်းရဲတပ်ဖွဲ့မှုယုံကသိရပါဗျ။မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုယုံကဒုတိယရဲမှုကြီးစော်မင်းဦးကပထမဆုံးငွေထွန်းဆိုသူကိုကချင်ပြည်နယ်တနိုင်းမြို့မှာတွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးသူကတစဉ်တခြားပါဝင်တဲ့တရားခဏ်တွေဖြစ်တဲ့ I know I don't နဲ့ Talent တို့ကိုရှမ်းရှိဘက်ရွာတွေမှာထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ပြောပါရယ် န်းစီရမိသူ၄ဦးကဝန်ခံထွက်ဆိုပေမဲ့ကျန်တဲ့၃ဦးကိုမဖော်သလိုရွှေရဲပစ္စည်းထားတဲ့နေရာနဲ့ဘသူစီပါသွားတယ်ဆိုတာကိုမသိဘူးပဲညင်းနေကစူပါ၄ဦးဟာကျူးလွန်ခဲ့တဲ့တရားခံ၄ဦးဆိုတာအနည်းဆက်ဆုံးသိကြတယ်လို့၎င်းကဆက်လက်ပြောပါရယ်။ဓမြတိုက်ရမှာပါဝင်ခဲ့သူ၆ဦးဖြစ်တယ်လို့ရွှေဆိုင်ဝန်ထမ်းတွေကထွက်ဆိုခဲ့ပေမဲ့လည်းကျန်ရပါကူညီသူ၂ဦးပါဝင်တရားခံ9ဦးဖြစ်ကြောင်းနဲ့လက်ရှိမှာ၄ဦးကိုစစ်ဆေးနေတယ်လို့သိရပါရယ်။ဆိုပါဓမြတိုက်မှုဖြစ်စဉ်အတွက်မန္တလေးတိုက်ရဲတပ်ဖွဲ့မှုယုံမှုကင်းအကူဌာနတပ်ဖွဲ့ကစတင်ဖြစ်ပွားခြင်းကလေးက တွားရောက်စုံစမ်းနေပြီးဓမြတိုက်ရမှာအသုံးပြုခဲ့တဲ့လက်နက်ကိုမိသည့်နေရာကရရှိတယ်ဆိုတာကိုအဓိကထားစစ်ဆေးနေရလို့သိရပါဗျ။စုံစမ်းရရှိတဲ့တပ်တကံရှိတဲ့ပစ္စည်းတွေကလည်းအရေးကြိုးပြီးသားဖြစ်နေပြီးနောက်ထပ်စုံစမ်းရမိတဲ့ရှိတဲ့တွေကိုလည်း၎င်းတို့ရဲ့မိသားစုဝင်တွေကရွှေဝဲတဲ့ဘောင်ချပြကအဆိုပါဘောင်ချကလည်းအသိဖြစ်နေလို့မှင်ကံမပါတဲ့အတွက်ခိုင်မာမှုရှိအောင်ထပ်စုံစမ်းနေရတယ်လို့ ဒုတိယရဲမှူးကြီးဇော်မင်းဦးကပြောပါရယ်အဆိုပါမိုးကုတ်ရွှေဆိုင်နှစ်ဆိုင်တများတိုက်မှုဖြစ်စဉ်ကြောင့်မီလီယံရွှေဆိုင်သမတ်ဖြစ်သူတနက်ထံရရရှိခဲ့ပြီးအနီးမှာရှိတဲ့မှန်ဆိုင်ကအမျိုးသားတို့တနက်ထံရနဲ့တေဆုံသွားခဲ့ကရွှေ၆ပိတ်သားကန်ပါသွားခဲ့တာဖြစ်ပါရယ်